မင်္ဂလာပါခင်ဗျာဒီနေ့ပြောပြပေးသွားမှာကတော့တရုတ်ဒန္တာကြီးပုံမြင်များတဲ့ကတရုတ်လူမျိုးတွေယနေ့အချိန်ထိငကားယုတ်ထုတွေကိုဘာကြောင့်ပူဇော်ပတ်သနေရလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်တခါတုန်းကတရုတ်နိုင်ငံကူမင်းမြို့နယ်မှာရှိတဲ့ရွာလေးတစ်ရွာမှာအဖိုးကြီးအဖွားကြီးလင်မယားနှစ်ယောက်နေထိုင်ခဲ့ကြပါတယ်သူတို့လင်မယားဟာအနှစ်40လောက်ပေါင်းသင်းခဲ့ပေမဲ့ရင်သွေးရတနာမထွန်းကားခဲ့ပါဘူးအဲဒါကြောင့်နေစဉ်နေတိုင်း မိုးနှံမင်းကြီးကိုတိုင်တယ်ပြီးကလေးရအောင်စူတောင်းခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ဖွားကြီးကသူ့မှာကိုဝင်ရှိလာတယ်လို့ထင်လိုက်မိပါတယ်။ဖွားကြီးရဲ့ကိုဝင်ဟာတဖြည်းဖြည်းရင့်လာပြီးတနေ့ကျော်ကြာသည်အထိကလေးမမွေးဖွားခဲ့သေးပါဘူး။အဲဒါကြောင့်အိမ်ကြီးချင်းတွေကလည်းဖွားကြီးရဲ့ကိုဝင်ကိုလူသားစင်စစ်မဖြစ်နိုင်ဘူး။တဘိုးရှိတဲ့လက်ဝင်စားတာပဲဖြစ်မယ်လို့ဝိုင်းကြီးပြောကြပါ သုံးနှစ်လောက်ကြာတဲ့အခါမှာတော့သားယောက်ျားလေးတယောက်ကိုအောင်မြင်စွာဖွားမြင်ခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းခြင်းတော့ကလေးမွေးဖွားတဲ့အချိန်မှာမိုးခေါင်ရေရှားဖြစ်တဲ့အတွက်ထင်သလောက်မပျော်နိုင်ခဲ့ပါဘူး။အဲဒါကြောင့်အဖိုးအိုကသူ့သားလေးကိုမိုးခေါင်ရေရှားတဲ့အချိန်မှာမွေးဖွားခဲ့လို့ကံဟန်လို့အမည်ပေးခဲ့ပါတယ်။ကံဟန်ဟာမိုးနဲ့သားဝင်စားတာဖြစ်လို့၃လသားအရွယ်မှာစကားစပြောတတ်ပြီး၆လသားအရွယ်မှာတော့ မိဘတွေရဲ့အလုပ်တွေကိုကူညီလုပ်ကင်ပေးခဲ့ပါတယ်။နှစ်နှစ်သားအရွယ်ရောက်တဲ့အခါမှာတော့သူဟာအရွယ်ရောက်နေတဲ့ယောက်ျားလေးပုံစံဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်ထိသူတို့ဒေသမှာမိုးကောင်ရေရှားနေစေဖြစ်ပြီးကောက်ပဲသီးနှံတွေစိုက်လို့အဆင်မပြေတာကြောင့်တစ်ခေါက်တစ်ဖူတွေကိုသာစားသုံးပြီးအသက်ရှင်နေထိုင်ခဲ့ကြပါတယ်။ကံဟန်လေးဟာဒီအဖြစ်တွေကို သူ့ရဲ့အမေကိုမေးလိုက်တော့ နဂါမင်းကြီးကမိုးမရွာချပေးတာလို့ပြန်ပြေလိုက်ပါတယ်။အဒီနေကစပြီးကဟန်လေးဟာ ရေအောက်နန်းတော်တစ်ခုမှာနေထိုင်တဲ့နဂါမင်းကြီးကိုတွေ့ဖို့အတွက်ရေတွေရဲ့သဘောတဘာဝကိုလေ့လာစူးစမ်းခဲ့ပါတယ်။အချိန်ကာလကြာမြင့်လာသည်နှင့်အမျှသူဟာရေအောက်ကျမ်းပြင်မှာရက်ရှည်လာများစွာနေနိုင်သွားပြီးနဂါကြီးရဲ့ရေအောက်နန်းတော်ကို ရေငုပ်ရှာဖွေခဲ့ပါတယ်။ယမလာတို့ကူးပြောင်းလာတဲ့အခါမှာ ကံဟန်လေးဟာပင်မနှွားနယ်ပြီးရေအောက်မှာပဲအိပ်ပျော်သွားခဲ့ပါတယ်။အိပ်ပျော်နေစဉ်အတွင်းမှာပဲအလွန်လှပတဲ့မိမပြူလေးကနဂါကြီးရဲ့နန်းတော်ကိုရှာမယ်ဆိုရင် အရင်ဆုံးသူ့နေတဲ့ဂူကြီးကိုတွေ့အောင်ရှာပါလို့အိမ်မက်ပေးသွားခဲ့ပါတယ်။ကံဟန်ဟာမိမပြူလေးနောက်ကိုပြေးလိုက်မယ်အလုံးမှာအိမ်မက်ကလည်းလက်နိုးလာခဲ့ပါတယ်။မိမပြူလေးပြောတဲ့အတိုင်း ဆက်လက်ရှာဖွေလိုက်တော့လူတရက်လောက်မြင့်တဲ့ဂူပေါ့ဝါကြီးတခုနာကို ရောက်သွားခဲ့ပါတယ်။အဲဒီလိုဂူရဲကိုဝင်သွားရင်းနဲ့ဂူရဲအစုံကိုရောက်သွားတဲ့အခါမှာတော့တကားနှစ်ချက်ကိုတော့ခတ်ပိတ်ထားတဲ့တော့ခလောက်ကြီးကိုတွေးလိုက်ရပါတယ်။အဲ့ဒီအချိန်မှာ အိမ်မက်ထဲကမိမပြိုလေးကငကားကြီးရဲ့တကားကိုဖွင့်မယ်ဆိုရင်တော့ကိုဖះเจ้าရဲ့အောက်ခြေမှာမြုပ်ထားတယ်လို့ကိုရောင်မပြဘဲအတန်နာပေးသွားခဲ့ပါတယ်။ အဲဒီနောက်မိမလာလေးရဲ့အကြံအတိုင်းကံဟန်လေးဟာကုန်းပေါ်တက်ပြီးဖရာเจ้าကိုသွားခဲ့ပါတယ်။ဖရာเจ้าကိုရောက်သွားတဲ့အခါမှာတော့ဖရာဝိပုဖို့လာတဲ့သူတွေကကံဟန်လေးကိုဒီမှာဘာလာလုံနေတာလဲလို့မေးခဲ့ပါတယ်။ကံဟန်လေးကလည်းမိုးရွာအောင်လှုပ်ပေးဖို့အတွက်ငကားကြီးရဲ့တကားကိုဖွင့်နိုင်ဖို့ဒီဘုရားเจ้าမှာတော့လာရှာတာပါလို့ပြန်ပြောလိုက်ပါတယ်။လူတွေကလည်း ဟန်လေးကိုစိတ်ကူးမယဉ်ဆန်းပါနဲ့ကွာလို့ပြောပြီးတားမြစ်ခဲ့တော့လေကဟန်လေးကကျွန်တော်ဟာမိုးနှံမင်းရဲ့သားတစ်ယောက်ပါလို့ပြောပြီးတော့ကိုဆက်လက်ရှာဖွေခဲ့ပါတယ်တော့ကိုတွေ့ပြီးသွားတဲ့နောက်မှာရေအောက်ကိုပြန်ဆင်းပြီးငကားကူတဲကိုဝင်သွားခဲ့ပါတယ်ငကားပြင်းကြီးအိမ်မောကျနေတဲ့အချိန်မှာငကားရဲ့ပါဇက်ထဲမှာရှိတဲ့စိတ်လုံးကြီးကိုအလေအမြန်စွဲယူပြီးမျိုးချလိုက်ပါတယ် ၎င်းကြီးဟာလန်နိုးလာပြီးကဟန်လေးကိုရန်လုတ်ဖို့ကြိုးစားခဲ့တော့လဲစိန်လုံးမရှိတော့တဲ့အတွက်ဘာတကူအစွမ်းအစမှမရှိတော့ပါဘူးအဲဒါကြောင့်သူ့ရဲ့စိန်လုံးကို ပြန်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကဟန်လေးကလူတွေစိတ်တော့ကရောက်အောင်လှုပ်ခဲ့တဲ့၎င်းမကောင်းဆိုးဝါးကြီးကိုစိန်လုံးပြန်မပေးနိုင်ဘူးလို့ပြောပြီးဓာတ်ဖြင့်ခုတ်တက်ခဲ့ပါတယ်အဲဒီနောက်မှာတော့ကဟန်လေးဟာသူ့ကိုယ်သူ၎င်းအသွင်ဖန်ဆင်းပြီး ကောင်းဝင်ကနေမိုးတွေပြင်းပြင်းထန်ထန်ရွာသွန်းပေးလိုက်ပါတယ်။အဲဒီနေ့ကစပြီးငကားကြီးရဲ့အရိုက်အရာကိုစက်ခံကလူသားအပေါင်းကိုကူညီဆောက်ရှောက်ခဲ့ပါတယ်။လူသားတွေကလည်းကဟန်လေးကိုဂုံပြုတဲ့အနေနဲ့ဘုရားကျောင်းတွေမှာငကားရုပ်ထုတွေ ထုလုပ်ပူဇော်လေးရှိပြီးနှစ်သက်ကူပွဲတော်တွေမှာလည်းငကားအကများနဲ့ကပြဖြော်ပြလေးရှိပါတော့တယ်။